အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တစ္ဆာရှိတဲ့သူတွေရဲ့အမူအရာနဲ့လက္ခဏာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အခုခေတ်မှာဂတိတည်တဲ့သူတစ္ဆာရှိတဲ့သူဆိုတာအင်မတန်မှရှားပါတယ်အဲ့လိုလူမျိုးကိုခွဲခြားနိုင်ဖို့အတွက်အောက်မှာဖော်ပြထားတဲ့အသွင်ပြင်း၅မျိုးကိုလေ့လာနိုင်ပါတယ်နံပါတ်တစ်စကားတည်တဲ့သူတစ္ဆာရှိတဲ့သူများကကိုပြောဆိုထားသောစကားကိုမပြတ်မကွက်လိုက်နာတတ်ကြပါတယ်ကိုကတစုံတယောက်ကိုဂတိပေးထားပါကဘလို့အခက်ခဲတွေပဲရှိရှိအတီးပြုဖြစ်စည်းပေးကြပါတယ် နဘတ်နှစ်လိန်ညာမှုကင်းတဲ့သူသူတို့ဤစိတ်နှလုံးထဲတွင်လှည့်ဖြားလို့သောစိတ်မရှိဘဲဖြောင့်မတ်စွာ ပြောဆိုဆက်ဆံတတ်ပါれအခြားသူများကို မြင်သာထင်သာရှိစေရန်ဖုံးကွယ်ခြင်းသို့မဟုတ်လှည့်စားခြင်းမျိုးမရှိဘဲနေထိုင်ကြပါれနံပါတ်3ယုံကြည်စိတ်ချရတဲ့သူတစ္ဆာရှိတဲ့သူများကိုလူတိုင်းကယုံကြည်စိတ်ချစွာအံ့နံနိုင်ပါれအထူးသဖြင့်လှုပ်ဝက်ချက်များတာဝန်များကိုတစ္ဆာဖြင့်ထိမ့်သိမ့်တတ်ပြီးမိတိအခါများတစ္ဆာမဖောက်ဘဲရိုးသားစွာဆောင်ရွက်ပေးတတ်ပါれ နဘက်လေးအချိန်တိုင်းတတမတ်တည်းရှိတဲ့သူသူတို့ဤစိတ်နေစိတ်ထားအပြုမှုနဲ့သဘောထားများကအခြေအနေအရပြောင်းလဲသွားခြင်းမရှိဘဲတည်ငြိမ်မှုရှိပါတယ်လူတွေရဲ့နောက်ွယ်မှာကောက်ချစ်ခြင်းမရှိဘဲရှေးနောက်ညီညွတ်မှုရှိကြပါတယ်နဘက်ငါတစ္ဆာဖောက်သူများကိုမနစ်သက်တဲ့သူတစ္ဆာရှိတဲ့သူများကမိမိကိုယ်တိုင်လည်းတစ္ဆာမပြတ်တလို့အခြားသူများရဲ့တစ္ဆာဖောက်မှုကိုလည်းယုံမုန်းတတ်ကြပါတယ်အထူးသဖြင့်မတရားမှုမရိုးသားမှုတို့ကိုတိမခံပဲဖြောက်မတ်စွာယက်တီတတ်ပါတယ် အခုလိုလက္ခဏာများဖြင့်တစ္ဆာရှိသူများကိုလူမှုပတ်ဝန်းကျင်တွင်ခွဲခြားသိမြင်နိုင်ပါသည်။အခုဆိုရင်ဘဝမှာတစ္ဆာရှိတဲ့သူနဲ့တစ္ဆာမဲ့တဲ့သူတွေကိုခွဲခြားသိမြင်နိုင်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။